နေတက်လီကျေနပ်เสียဘဝသင်ခန်းစာအကယ်၍သာတင်သည်ဗန်မာငွေစုဆောင်ထားသူဆိုလေတင်သေးသွားပါကတင့်ငွေတွေသည်ဗန်ထဲတွင်ကြံခဲ့လိမ့်မည်အသက်ရှင်နေစဉ်က မစားရမတော့ရစုဆောင်ထားခဲ့သမျှသောငွေကြေးများသည်တင်သေးသွားသော ခြံထားခဲ့ရမည်သာဖြစ်သည်တရုတ်တထေးကြီးတယောက်ကွယ်လွန်သွားသည်သူ့ဇနီးမုံဆိုးမလေးအတွက်ဘဏ်တွင်ဒေါ်လာ1တသမ6ဘီလီယံကျန်ခဲ့သည်သူ့ဇနီးကသူတို့အိမ်တွင်ကားမောင်းနေသည့်ဒရိုင်ဘာနှင့်နောက်ထပ်အိမ်နောင်ပြုသည်ဒရိုင်ဘာကကျွန်တော်ဘဝတလျှောက်လုံးကျွန်တော်ဟာတထေးအတွက်အလုတ်ကျွေးပြုနေရမယ်လို့တွေးနေခဲ့တာပါဗျာဒါပေမဲ့ အခုတော့ကျွန်တော်တတိကကျွန်တော်အတွက်အလုံးလုံးနေတာပါလားဆိုတာတိလိုက်ရပါတယ်ဟုဆိုခဲ့သည်ဤနေရာတွင်ဘာကိုသုံးသက်ဆင်ခြင်နိုင်ပါသလဲဘဝမှာချမ်းသာဖို့ကအရေးကြီးသလားအသက်ရှည်ဖို့ကအရေးကြီးသလားဆိုဒီမှာပိုပြီးတွေးဆစရာဖြစ်လာသည် ထို့ကြောင့်ကျမ်းမာအောင်နေကိုကိုကိုပြိုးထောင်မသိမီအကောင်းဆုံးလှုပ်တင်တာတွေကိုလှုပ်ရန်အရေးကြီးကြောင်း သတိပြုသင့်သည်အသက်ရှင်နေစဉ်သတိပြုရမည့်အချက်တွေများပါသည်အမြင့်ဆုံးဈေးအကြီးဆုံးဖုန်းတစ်လုံးကိုကင်ထားတော်လဲထိုဖုန်းထဲတွင် ပါဝင်သည့်80ရာခိုင်နှုန်းကိုသင်အသုံးမပြုပါဈေးအကြီးဆုံးကားကိုဝယ်ထားတော်လဲထိုကား၏အမြန်နှုန်းနှင့် ကားရင်ပါဝင်သည့်ပစ္စည်းများ၏80ရာခိုင်နှုန်းခန့်ကိုသင်အသုံးမပြုပါ။ ခန်းနာသောတိုက်ကြီးကိုနှစ်ထပ်သုံးတပ်ဆောက်ခါစိန်ကြကြခန်းနာစွာနေထိုင်တော်လဲထိုအိမ်ကြီး၏80ရာခိုင်နှုန်းသောနေရာများကိုတင်အသုံးမပြုပါတဲ့အိမ်မှာရှိတဲ့ဘီရိုကြီးထဲတွင် ရှိနေသော အဝတ်အစားများ၏80ရာခိုင်နှုန်းခန့်ကိုတင်မဝတ်ပါထို့ကြောင့်ပြန်တွက်ကြည့်လျင်တင်ဘဝ၏80ရာခိုင်နှုန်းခန့်အသုံးမတည့်သောအရာများအတွက်တင်သည် စ조사샤ဖွေရုံးကန်နေရချောင်းထင်ရှားပါသည်ကိုဘဝအတွက်အတုံးတဲ့သော30ရာခိုင်နှုန်းအတွက်တင်သည်အကျိုးရှိစွာအတုံးပြုတ်တရန်လိုပါသည်နာမကျမ်းမဖြစ်တော်လဲစေးစစ်ပါမစားတော်လဲရေများများတောက်ပါအခက်ခဲတွေကြုံလာတိုင်းလဲဖြေလျှော့ကစိတ်သက်သာအောင်နေထိုင်ပါမှန်နေတော်လဲ ညှိနှိုင်းတတ်အောင်ကြိုးစားပါငွေရှိသည်ဖြစ်စေ အာနာရှိသည်ဖြစ်စေ နှိမ်ချစွာ နေထိုင်ပါမချမ်းသာတော့လဲရောင်ရဲတင်းတိမ်တတ်အောင် နေထိုင်ပါအလုံများတော့လဲမိမိစိတ်နဲ့ကိုယ်ကို လေးကျင်ငန်းလုပ်ပါတင်ကယူဆိုင်ပေးရမည်သူများအတွက် အချိန်ပေးပါဘဝဆိုဒီမှာတူတူလေးပါ နေရသည့်အခိုက်တန့်လေးတွင်ရသည်မြလေးကို အပြည့်အဝအကျိုးရှိစွာ ပိုင်ဆိုင်ရယူကာအသုံးချနိုင်အောင် နေထိုင်သွားပါကိုယုံကြည်သည့်ဖရာကို ပို့ပြီးယုံကြည်လိုက်ပါ ကိုမယုံကြည်သည့်အရာကိုလည်းပြက်သားစွာဖယ်ကျင်းထားပါမနှက်စာကိုဘယင်လိုစားပါနေလေစာကိုမင်းသားလိုစားပါညစာကိုစင်ရဲသားလိုစားပါ အရာရာကိုအားထုတ်ပါတက်တက်ကြွကြွနေထိုင်ပါကိုချင်းစာစိမ့်နဲ့နေထိုင်ပါအားကစားတစ်ခုခုလုပ်ပါ စာအုပ်တွေကို မနှစ်ကထက်ပို၍ဖတ်ပါနေ့တိုင်း10မိနစ်ခန့်တရားထိုင်ပါခုနှစ်နာရီပြည့်ဝအောင်အိပ်ဆက်အနားယူပါနေ့တိုင်းလမ်းလျှောက်ထွက်ပါမိတ်ဆွေများနဲ့တွေ့တဲ့အခါပြုံးပြီးနှုတ်ဆက်ပါ ဘာကိုမှ အလွန်အကျိုးမလုပ်ပါနဲ့အကန့်အသတ်ထားပါတောကမများပါနဲ့ငါမပါဘယ်နေရာမှမပြီးဟုမထင်လိုက်ပါနဲ့ကို့တံမိုးရှိသော အချိန်တွေကိုအတင်းပြောပြီးမဖြုံတီးပါနဲ့အိမ်မက်ကနိုးထလာသည်နဲ့အကောင့်ထဲဖော်နိုင်အောင်ကြိုးစားပါ အခြားသူကိုမနာလိုဖြစ်နေခြင်းသည် အချိန်ဖြုံးခြင်းသာဖြစ်သည်ငါလိုချင်တာအားလုံး ငါမှပြေဆုံးပြီးသားဟုသဘောထားပါအတိတ်ကိုမေ့ထားလိုက်ပါ ကို့အိမ်ထောင်ဘက်ဤအတိတ်ကအမားများကိုတတိယမနေပါနဲ့အတိတ်ကို အတိတ်မှာမထားနိုင်ရင်ပြစ္ဆုတ်ဘဏ်မှာရှိနေတဲ့ပျော်ရွှင်မှုတွေကိုပျက်စီးစေနိုင်ပါသည်ဘဝဆိုတာတူတူလေးပါတယောက်နဲ့တယောက်မုံတီးကအချိန်တွေမကုန်ပါစေနဲ့မိမိဘဝပျော်ရွှင်ရေးသည်မိမိမှသာ တာဝန်ရှိပါသည် အသက်80ကျော်များသို့မဟုတ်အသက်6နှစ်အောက်ကလေးများနှင့်သာ အချိန်ဖြုံးနိုင်အောင်ကြိုးစားပါ။သူများကငါ့ကိုဘလို့ထင်နေမလဲဆိုတာကိုဂယုစိုက်မနေပါနဲ့။မှန်တာကိုပဲလုပ်ပါ။မနှက်မိုးလင်း၍အသက်ရှင်နေသေးရင်တိုက်ပွဲဝင်ရန် အသင့်ဟု၍စိတ်ကို ပြင်ဆင်လိုက်ပါ။ ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနေ့စဉ်နားဆင်နိုင်ပါတယ်။အခုလိုအဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ရင်အေးရပေါ့ကတ်ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေ့စဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။